မြန်မာအပါအဝင် ရှေ့တောင်အာရှနိုင်ငံတချို့ကိုထရက်ကကုန်သွယ်ခွင့်စည်းကြမှုအများပြားတက်မှန်အမေရိကန်သမ္မတဒေါ်နယ်ထရိုင်ရဲ့ကုန်သွယ်အခွင့်အခမြင့်တင်စည်းကြမှုအစီအမံတွေမှာမြန်မာအပါအဝင် ရှေ့တောင်အာရှဒေသတွေနိုင်ငံအချို့ဟာအခွင့်ရခိုင်နှုန်းမြင့်မြင့်မားမားစည်းကြက်ခံရမယ့်ဆင်ထဲပါဝင်လာပါတယ်အပြင်းနှစ်ရည်နေတုန်းကထရဟာအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံပေါင်း၁၀၀လောက်အပေါ်အခွန်သုံးပြည့်စည်းကြမ်းမဲ့စီးရင်အသိကိုကြီးညာခဲ့ပါတယ်။ အဲဒီစီးရင်တွေအရအမေရိကန်ကိုတင်သွင်းမဲ့ကုန်စည်တွေရဲ့တန်ဖိုးအပေါ်မူတည်ပြီး क्वे ပြတဲ့အခွန်စည်းကြမ်းမှုပမာဏတွေတက်မှတ်မှာဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုကြောင့်လေးနှစ်ကျော်ကြာပြည်တွင်းစစ်နယ်ရုံးကန်နေရပြီးစီးပွားရေးရင်းရံကြဆင်းနေတဲ့မြန်မာနိုင်ငံဟာထွန်းရဲ့အခွန်စည်းကြမ်းမှုနှုန်းမြန်မာတဲ့နိုင်ငံတွေစင်ထဲမှာပါဝင်ခဲ့ပြီးကုန်စည်တွေရဲ့၄၄ရက်ခိုင်နှုန်းအခွန်စည်းချက်ခံရမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသတွေနိုင်ငံတစ်ခုဖြစ်တဲ့ကမ္ဘောဒီးယားကတော့59ရာခိုင်နှုန်းအကုန်မြင့်တင်မှုကိုခံရပြီးကုန်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့လာအိုအတွင်းအခွန်စည်းကြမ်းမှုနှုန်းကို58ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။အဲ့ဒီနှစ်နိုင်ငံနောက်မှာ VNN ကအခွန်စည်းကြခံရမှု46ရာခိုင်နှုန်းနဲ့တတိယအဖြစ်ရပ်တည်ပြီးမြန်မာကတော့သုတ်ထချိတ်ခဲ့ပါတယ်။အရှေ့တောင်အာရှဒေသတွေနိုင်ငံတွေထဲမှာ အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ထိုင်းကလည်းအခွန်စည်းချက်မှု36ရာခိုင်နှုန်းသတ်မှတ်ခံရမှာဖြစ်ပြီးအင်ဒိုနီးရှားကတော့32ရာခိုင်နှုန်းကျုံ့တွေ့ရမှာပါအမေရိကန်ရဲ့အထက်ကပြိုင်ပွဲလို့ထရက်ကသတ်မှတ်ထားတဲ့တရုတ်ကလည်းတွင်းကုန်တွေရဲ့တန်ဖိုး34ရာခိုင်နှုန်းအထိအခွန်မြင့်တင်မှုခံရမှာပါတရုတ်ဟာထရက်တမရအဖြစ်လာချိန်ကလေးကတွင်းကုန်အခွန်မြင့်တင်မှု20ရာခိုင်နှုန်းသတ်မှတ်ချက်ကိုကျုံ့တွေ့ထားပြီးဖြစ်ပါတယ် လေလာသူတွေကတော့ရှေးတောင်အာရှဒေသတွေနိုင်ငံတွေကိုအမေရိကန်ကကုန်သွယ်ရေးအခွန်အခါတွေတုံ့ပြန်စီချက်တာဟာအဲ့ဒီဒေသပေါ်ဩစာလွှမ်းမိုးတဲ့တရုတ်ကို ထုံးနှက်ဖို့ရည်ရွယ်ချက်နဲ့ဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်။ကမ္ဘောဒီးယားမြန်မာလာအိုနဲ့အင်ဒိုနီးရှားတို့လိုနိုင်ငံတွေအပေါ်အခွန်စီချက်မှုနှုန်းမြင့်မြင့်မားမားတက်မှတ်လိုက်တာဟာအဲ့ဒီနိုင်ငံတွေရဲ့ပို့ကုန်တွေအပေါ်ပြင်းထန်ထားပြီးတရုတ်ကိုထိခိုက်စေဖို့ရည်ရွယ်ထားတာမျိုးဖြစ်နိုင်တယ်လို့စင်ကာပူအခြေစိုက်နိုင်ငံတကာကုန်သွယ်ရေးသုတေသည် ဒေါက်တာစီဝါကီဒါမာနီကာရာကပြောပါတယ်ထရန့်ရဲ့ပြမဟာတယောက်ဖြစ်ပေမဲ့ဆက်ဆက်နိုင်ငံတွေအတွက်လည်းအကြီးကျယ်ထိခိုက်နိုင်ခြေရှိကြောင်းလည်းသူကဆိုထားပါတယ်ထရန့်ရဲ့အခွန်စစ်ချက်မှုနှုန်းပြည်မြန်မာမှာကြုံတွေ့ရတဲ့အထက်မှာအာဖရိကနိုင်ငံတချို့လည်းပါဝင်နေပါတယ်ပြီးခဲ့တဲ့တပတ်ကတည်းကကဘာပေါ်မှာဘယ်သူမှမကြားဘူးဘူးလို့ထရက်ကပြောဘူးတယ်လီဆိုတိုနိုင်ငံဟာအခွန်စစ်ချက်မှု90ရာခိုင်နှုန်းအထိတတ်မှတ်ခံရပြီး မာတာကာစကာနိုင်ငံက49ရာခိုင်နှုန်းဘော့ဆွမ်းနာက39ရာခိုင်နှုန်းဖြစ်ပါတယ်။အာရှတောင်ပိုင်းမှာတော့တီတီလင်ကဟာအခွန်စည်းချက်မှု44ရာခိုင်နှုန်းနဲ့အမြင့်ဆုံးဖြစ်ပါတယ်။ဥရောပမှာတော့ဆာဘီယာက39ရာခိုင်နှုန်းနဲ့ဒေတာအတွင်းမှာအမြင့်ဆုံးအဆီရက်တည်နေပါတယ်။အဲ့ဒီလိုမျိုးအခွန်စည်းချက်မှုအသစ်တွေတက်မှတ်ကြီးညာတဲ့နေ့ဟာအမေရိကန်သမိုင်းမှာအထူးကဲဆုံးအရေးပါဆုံးနေ့တနေ့လို့ကြွေးကြော်ခဲ့ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။